ဒီကဘာမြေလောကမှာယင်းနီမြုံနှံစရာတွေအများကြီးရှိတဲ့အထက်ကမှာဘာဖြစ်လို့အိမ်ချမ်းမြေကိုယင်းနီမြုံနှံသင်းလဲဒီဗီဒီယိုမှာတော့အိမ်ချမ်းမြေယင်းနီမြုံနှံသင်းတဲ့အကြောင်းရင်းနှစ်ခုကိုပြောပြပေးသွားပါမယ်ပထမတစ်ခုကတော့ passive income ပါ passive income ကဘာလို့လဲဆိုတော့ကိုယ်ကအလုံးမလုပ်ဘဲနဲ့ရလာတဲ့ဝင်ငွေကိုကျွန်တော်တို့ passive income လို့ခေါ်ပါတယ်ဥပမာကိုယ်ကတိုက်ခန်းတခန်းဝယ်ထားပြီးတော့မှဒီတိုက်ခန်းကနေအငားဝင်ငွေလေးလာစင်လာတိုင်းရနေတယ်ဆိုလို့ရှိရင် ကိုကဒီကနေပြီးတော့မှအလုပ်ကိုယ့်ရဲ့အချိန်တွေပေးပြမလို့ဘူးကိုယ့်ရဲ့လုပ်ရတဲ့ site ထုတ်ပြမလို့ပဲねရလာတဲ့ဝင်ငွေမျိုးကိုကျွန်တော်က passive income လို့ခေါ်ပါတယ်ဒီလို passive income နဲ့ရနိုင်လို့လည်းလူတွေကအိမ်ချမ်းမြေမှာရင်းနှီးမြှုပ်နှံကြတာတွေများပါတယ်ဒုတိယအကြောင်းရင်းကတော့အိမ်ချမ်းမြေမှာရင်းနှီးမြှုပ်နှံခြင်းအဖြစ်ကိုကကိုကိုကိုငွေကြေးဖောင်းပွားမှုတန်ကနေကာကွယ်နိုင်ပါတယ်ဝေကြေးဖောင်းဝမှုတံကူတော့ထူ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 ပြောနေစရာမလိုပါဘူးကစိုးရက်တွေကျုပ်ဦးတွေဝယ်နေတဲ့အရှင်အားတွေကအစား ြီးလုပ်ငန်းတွေကိုတိမ့်ချေတောင်းချေလက်ပတ်နေတဲ့လုပ်ငန်းရှင်တွေအစုံဒီငွေကြေးဖောင်းပေါင်းမှုတံကိုခံနေရပါလေကိုယ်ထဲမှာငွေသားရှိလာပြီးဒီငွေသားကိုလက်ထဲမှာပဲထားထားဒါမှမဟုတ်ဗန်ထဲမှာပဲထားထားဒီငွေသားရဲ့တံပိုးကအချိန်ကြာလာတာနဲ့အများသူရဲ့တံပိုးကကျွနေသွားပါလိမ့်မယ်ဒီဟာကဘာဖြစ်လို့လဲဆိုတော့ငွေကြေးဖောင်းပွားလေးလေးငွေကြေးရဲ့တံပိုးကနှိမ်သွားလေးလေးကိုဆိုလိုတာပေါ့နော် အဲ့လိုဆိုတော့ဒီငွေကြေးဖောင်းပွားမှုဒဏ်ကနေကိုယ်ကိုကာကွယ်ချင်တယ်ဆိုလို့ရှိရင်တော့အင်ချင်မြေမှာယင်းနီမြုပ်နှံမှုတွေလုပ်တင်ပါလေ။ Okay အဲ့လိုဆိုတော့ passive income လို့ကျင်တာလားဒါမှမဟုတ်ကိုကိုကိုငွေကြေးဖောင်းပွားမှုဒဏ်ကနေကာကွယ်ချင်တာလားဒီလိုအချက်နှစ်ချက်ကြောင့်နဲ့လည်းအင်ချင်မြေမှာယင်းနီမြုပ်နှံတင်ပါလေ။အင်ချင်မြေဘယ်လိုဝယ်ရမလဲ၊ဘာတွေဝယ်ရမလဲ investment tips တွေယင်းနီမြုပ်နှံမှုတိကောင်းစရာတွေကိုအများအားဖြင့်လေ့လာဖို့အတွက် Sierra Real Estate ကို follow လုပ်ထားလိုက်ပါ။